ားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ငွေပိုဝင်စိမ့်မဲ့နီလန်တစ်ခုကြောင်းဝေမျှပေးခြင်းပါကျွန်တော်လုပ်ငန်းရှင်တယောက်ပြောဦးတာလေးကြားဖို့တယ်မင်းနေနေနဲ့ငွေပိုဝင်ခြင်းရင်မိကန်တက်တာတစ်လုံးဆောင်ထားဆိုပြီးတော့သူပြောတာရှိတယ်ကျွန်တော်ကြားကြခြင်းတော့ပါလိုက်ပေါ့နော်ဟာတာလို့လို့ပါလို့လို့ရတရားလို့လို့ပေါ့ဆိုတော့တကယ်တကယ်တော့ကျွန်တော်တို့ psychology ရဒါသူပြောလိုက်တာပေါ့နော်အဲကျွန်တော်အနေနဲ့ငွေစုမဲ့နေရငွေစုမဲ့စုဖို့ပေါ့နော်အဲဒါမျိုးရှိလို့ရှင်ကျွန်တော်တို့ကငွေစစုပြတယ်စစုပြတယ်ကျွန်တော်စစုပြီးရင် စလုပ်ပြီးကျွန်တော်တို့နောက်ထပ်ဆက်လုပ်ဖို့လွယ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့မိကန်သက်တာပဲဖြစ်ဖြစ်เนาะကျွန်တော်ဇီးဝတ်ရုပ်ပဲဖြစ်ဖြစ်ကျွန်တော်တို့ဘန်းအကောင့်ပဲဖြစ်ဖြစ်ကျွန်တော်ငွေစုစရာနေရာတနေရာကျွန်တော်တို့ရှိဖို့လိုတယ်အကျွန်တော်တို့အဒါရှိပြီဆိုရင်တော့ကျွန်တော်တို့စုနိုင်သလားစစုအမကိုရဲ့ဝင်ငွေတွေကကျွန်တော်ဘလောက်ပါစနေစုမလဲကျွန်တော်5%ဆိုဆို10%ဆိုဆို20%မှဆိုဆိုနောက်ဆုံးကျွန်တော်တက်နိုင်ဝင်ငွေကောင်းရင်ပေါ့50%ပဲဆိုဆို ကျွန်တော်ဆုလို့ရတယ်စဆုပြင်တော့ကျွန်တော်တို့ကဒီဇက်တိုက်ပေါ့နော်အဲကျွန်တော်တို့တောက်လျှောက်ဒီမှာလာစင်ဆုမယ်ဆိုတော့ကျွန်တော်လာစင်ဆုဖို့လိုတယ်နှစ်ဆင်ဆုဖို့ဆိုတော့ကျွန်တော်တို့နှစ်ဆင်ဆုဖို့လိုတယ်ဒါအပေါ်မှာဆုသွားတယ်ဆိုရင်ဒါကျွန်တော်လိုချင်တဲ့ furniture ကိုကျွန်တော်တို့ကအကျောက်ရှိမှာဖြစ်ပါတယ်ဆိုတော့ baby လုံးမှာအချမ်းသာဆုံးပုံကိုဆိုတော့စောင်းထားမှာပြောထားလေးတစ်ခုတော့ရှိတယ်အခုနေနေတဲ့ကို့မှာငွေပုံငွေရှန်လေးဆုံမိထားတယ်ဆိုကျွန်တော်တို့ကပျော်နေတယ်ပေါ့လေကိုနေနဲ့အကိုရဲ့ဒီစုဘူးတန်းမှာเนาะကိုဆုထားတဲ့ အမောင်ကတဖြည်းဖြည်းတိုးပွားနေတာကိုကြည့်ရလားကျွန်တော်တို့ငွေ၃လထပ်တောင်ပို့ပြီးပျော်ဖို့ကောင်းတယ်ဆိုပြီးတော့ဆောင်းထပ်မှပျော်ထားတယ်တကယ်တမ်းလည်းကျွန်တော်တို့ဒါငွေစုတဲ့သူတိုင်းသိပါတယ်ကျွန်တော်တို့ကိုစုထားတဲ့အမောင်လေးတစ်ခုရောက်လာပြီဆိုတော့ကျွန်တော်တို့ပျော်တယ်ဒါလေးကျွန်တော်တို့ကတစိမ့်စိမ့်စဉ်းစားရင်ကျင်းနဲ့ကျွန်တော်တို့ကစိတ်ချမ်းသာနေတာရှိတယ်အမောင်ကိုပန်းကောင်းနဲ့ရှိလိုက်တယ်ဟိုဒီလောက်မှဘလောက်စုပြည့်တယ်ကျွန်တော်နောက်ဘယ်နှလားကြာရင်တော့အမောင်ဘလောက်တိုးလာလဲဒါမျိုးဆိုကျွန်တော်တို့ကကြည့်ပြီးတော့စိတ်ချမ်းသာနေကျွန်တော်မှလက်ထဲမှာပတ်စံရှင် ပျော်နေရဆိုတော့ဒါလူတိုင်းလည်းဒါသိကြပါတယ်ဆိုတော့ကျွန်တော်တို့ကိုယ့်ရဲ့ financial goal ကိုရောက်ဖို့ကခုနကကျွန်တော်ပြောလို့ပဲကျွန်တော်စဆုဖို့လိုတယ်ကိုစုနိုင်တာနဲ့စဆုကျွန်တော်ဘယ်လောက်တက်နိုင်တက်နိုင်မို့နော်အရေးကြီးတာကျွန်တော်တို့ကစုပြီးရင် amount တစ်ခုရောက်တာနဲ့ အကြောင်းဒါကိုပွားအောင်လုပ်ဖို့လိုတယ်။မှထားပါတော့ကျွန်တော်တို့ကဒီအရေးပေါ်သုံးခွေတဲ့ကျွန်တော်တို့ပုံမှန်နာတစ်ခုစုထားတယ်။ဒီထက်ကျွန်တော်ပူရှံလာပြီဆိုရင်အကူအနေနဲ့စီဝိုင်းတစ်ခုလုပ်မလား။ဒါမှမဟုတ်လေကျွန်တော်တို့ကစီဝိုင်းမလုပ်ဖြစ်ဆိုလိုက် investment တွေတစ်ခုခုလုပ်မလား။ဒါကိုစုထားတဲ့ငွေကိုကျွန်တော်တို့ကတနည်းနည်းနဲ့တော့ဒါတိုးပွားအောင်လုပ်ဖို့လိုတယ်ပေါ့။ဒါကြောင့်မို့ကျွန်တော်တို့အကူအနေနဲ့ဝင်ငွေတိုးခြင်းနဲ့ပုံမှန်စုဖြစ်ခြင်းနဲ့ဆိုရင်တော့အကူမှကျွန်တော်တို့ကစုစရာနေရာလေးတနေရာပေါ့နော်။ကျွန်တော်စုဘူးပဲဖြစ်ဖြစ်၊မိကန်တက်တာပဲဖြစ်ဖြစ်၊ဖန်းကောင်းပဲဖြစ်ဖြစ် အဲကျွန်တော်တို့တစ်ခုခုလေးစောင့်ထားဖို့လိုတယ်ပြီးရင်တော့ကျွန်တော်တို့ဒါကိုကိုယ့်ရဲ့ဝင်ငွေတွေကနေပမာဏတစ်ခုစဆုဖို့လိုတယ်ပြီးရင်တော့ consistency ရှိရှိနေမို့လို့ကျွန်တော်တို့အဲတစ်ပတ်ကြင်စုမလားတစ်လတစ်ကြင်စုမလားတစ်နှစ်တစ်ကြင်ကျွန်တော်တို့ကဘယ်လောက်ပမာဏစုမလဲဒါကိုကျွန်တော်တို့ပုံမှန်လုပ်သွားဖို့ရည်ကြည်ပါတယ်တိုးတက်ငွေကြေးနဲ့စီးပွားဆိုင်ရာဗီဒီယိုတွေပုံမှန်ကြည့်ရှုနားဆင်နေတဲ့ဆိုတော့ channel လေး subscribe လုပ်ထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်